ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များကျောက်ဖြူကအသေးကြီးတိုက်ခံထိနေတယ်နော်တပုံအေးစီသေးကြော်ရည်အနေနဲ့အသေးကြီးတိုက်နေတာပါတို့ဒီတက်တက်မလို့စစ်တီစစ်တီတွေရဲတွေအားလုံးတက်ဖွဲ့ဝင်နေဘက်ကလည်းအပြင်းထန်ခုခံပြီးတော့ရွချင်းတိုက်ပွဲဝင်နေတယ်အဲ့တော့အချင်းနေအဖြစ်ကိုဘက်ကတော့ပေးဆက်မှုတွေရှိနေတယ်နောက်ဆုံးအားရှိနေတယ်နော်အကြောက်ဖြူတို့ကခင်ဗျားတို့ကြည့်မဆိုင်ဘူးဆိုလို့ရှိရင်တော့ ကြောက်ဖြူကိုဘယ်လိုလုပ်မှာလဲကျွန်တော်ဒီကြောက်ဖြူနဲ့ပတ်သက်ဦးမေအောင်လာရဲ့ဒါမင်္ဂလာပါချစ်ကိုမင်္ဂလာဟောမင်္ဂလာဟောနော်အဲ့တော့ဦးမေအောင်လာရဲ့ဘယ်လိုလုပ်မှာလဲဗောနော်ကြောက်ဖြူကိုကြောက်ဖြူရဲ့ပြက်ကွင်းပြက်နဲ့ပြက်ခတ်မှုအခြေအနေအကုန်လုံးဟာအကြီးမဟုတ်ဘူးနော်အကြီးမဟုတ်ဘူးအခြေကြီးမဟုတ်ဘူးကြောက်ဖြူဟာစစ်မျက်နှာပြင်နဲ့အခြေကြီးချက်လို့ရတဲ့နေရာမျိုးမဟုတ်ဘူးအဲ့လိုမျိုးနေရာလေးကိုတော့မှာပဲဒါမျိုးဖြစ်နေတော့စတန်ဒတ်အာမီလို့လို့မရအောင် ဲ့တော့အထက်ရရှိလူကြီးမင်းနဲ့ပြသားမှုလို့တယ်ထီထီရောက်ရောက်ကျွန်တော်တို့ထီရောက်တဲ့လက်နက်တွေသုံးဖို့လို့တယ်မဟုတ်ဘူးဆိုရှင်ကြောက်ဖြူဟာမကြခင်မှာအခက်ခဲတွေ့နိုင်တယ်နော်အဲ့တော့ကြောက်ဖြူနဲ့ပတ်သက်ပြီးသတင်းလိုင်းသတင်းဘလော့ခေါ်လို့ဆိုရှင်သတင်းတွေအုပ်ဖုံးလာတာရှိရအထက်ကတိရလားတော့ကျွန်တော်မသိဘူးတော်တော့လည်းအောက်မှာတော့ပိုးစုပတ်ဆက်ပိုးစုပတ်ဆက်ကိုဖြစ်နေပြီလို့ပြောချင်တယ်နော်အဲကြောက်ပြူနေနဲ့ဘယ်လောက်ထိစိုးရင်စရာကောင်းတယ်လဲဆိုတော့ ကြပြီသလားဆိုတော့ကြောက်ကြောက်ပြောတာမကြပါဘူးမကြသေးကြလည်းမကြဘူးအဲခုခံနေရမှာတော့တော်တော်လေးလက်ဝင်နေရလို့ကျွန်တော်ပြောလို့ရတာပေါ့နော်လေရင်အုပ်လိုက်နဲ့ကျဲဗျာလေရင်အုပ်လိုက်နဲ့ကျဲတယ်ဆိုတာကအလုံးလုံးမှရတာအလုံးမလုံးဘူးခင်ဗျအားကြောင့်တော်တော်ဒုက္ခရတယ်နော်ကြောက်ပြီလဲပေးရမယ်ထင်ပါတယ်အကိုရဲ့မပေးရဘူးကိုလိုမျောလင်းနေပေါ့နော်မပေးရစေချင်ဘူးအားကြောင့်မို့လဲအကိုနေတယ်ဒီနေ့အမ်တည်စေချင်တာပါ အောက်ခြေကလည်းအထက်ကိုတင်မပြရဲဘူးအထက်ကိုတင်ပြလို့ရှိရင်လည်းအထက်ကဂယူမဆိုင်ဂယူမဆိုင်တာတွေဒါနဲ့ရအောင်လို့ဒီလိုဖြစ်အောင်လို့ဖြစ်အောင်လို့ဆိုရက်အထက်ရဲ့အောက်ကိုမတိပဲနဲ့နော်လက်တွေ့မဆန်မှုတွေဟာနောက်ဆုံးပြီးတော့ကိုယ်စစ်သူကြာရှုံးတယ်သူတို့ကျွန်တော်တိုက်ပွဲတွေကြာရှုံးတာနော်အဲသူတို့အထက်တွေအောက်တွေကျုပ်စိတ်ဝင်စားအောင်ကျုပ်စိတ်ဝင်စားတာကအောက်ခြေမှာစစ်သည်တွေမတန်တဆနဲ့ ရန်သူစစ်သူကြောင့်တပုံတွေကိုရင်ဆိုင်နေရတယ်အဲ့ဒါကကျွန်တော်စိတ်ဝင်စားတဲ့အရာဖြစ်တယ်ကြောက်ကြီးကိစ္စမရှိဘူးကိုအရာဝတီမရောက်ဖို့အရေးကြီးတယ်အရာဝတီလက်သိမ်းမကြခင်ကျွန်တော်ဆက်ပြောပါမယ်နော်အဲ့တော့မင်္ဂလာပါကိုမမောင်းမင်္ဂလာမင်္ဂလာပါနော်နေဒီခံပြီးတော့ကျွန်တော်ရဲ့ဒီနေ့ချောင်းတဖို့တော့ဖြစ်တယ်ဗျာနော်နေဒီခံပြီးမှာနော်အားနဲ့ပတ်သက်ပြီးတော့ဆိုတောင်းမယ်နဲအဲ့တော့ရရအောင်ကြည့် အဲ့တော့ဟွန်းကြောက်ဖြူကိစ္စနော်ဟုတ်ပြီအဲ့တော့ကြောက်ဖြူကဘာလုပ်မှာလဲခင်ဗျားတို့အခုတိုက်နေတာတွေကျွန်တော်ကြားသိရတော့ဆိုရှင်မိမိဘက်ကတပုံကအင်အားအလုံးရင်းနဲ့ဝင်တိုက်နေတာနော်မိမိဘက်ကအင်အားတော့မမြောက်ဘူးဆိုတဲ့အတိုင်းတာမျိုးတွေထိရှိနေတယ်အင်အားမမြောက်လက်နဲ့ကြီးနဲ့စော်သလားဆိုတဲ့အခါကျလက်နဲ့နဲ့လည်းလက်နဲ့ကြီးတွေလည်းစော်ပါလေဒါပေမဲ့လိုအပ်တာတက်ပို့ပြီးတော့ကိုနိုင်ငံတော်အဆင့်တိုက်ပွဲဝင်ရမယ် အဲကြောက်ဖြူအခြေအနေဖြစ်တယ်နော်ကြောက်ဖြူကဒီတိုင်းတော့ဒီတိုင်းသမားဆက်ထားရင်တော့မလွယ်ဘူးနော်ကျမ IP ဆက်ပါဟုတ်ကဲ့ပါခင်ဗျအသားရေကျမ IP ဆက်ဟုတ်ကဲ့ပါဟွန်းဦးမိုးရမင်္ဂလာပါခင်ဗျမင်္ဂလာပါနော်လင်းအောင်နဲ့မင်္ဂလာပါအဲ့တော့အာအခုကြောက်ဖြူအခြေအနေကပြောတဲ့ main တက်တောင်ကျွန်တော်တဘုံဘက်ကသတင်းနေပါနော်တဘုံဘက်ကသတင်းနေ ထုတ်ထုတ်တဲ့ပုံစံလေးနည်းနည်းအခြေအနေလေးကျွန်တော်အားလုံးစုံစမ်းပြီးတော့အခုကျွန်တော်သုံးသက်ချက်ချလို့ရပါပြီဗျာနော်ကျွန်တော်ပြောသလိုပေါ့အဲကျွန်တော်ဆိုတာလေဒါသူတည်တနာပေါ့အခြေခံပြီးတော့သတင်းသုံးသက်တာပါဆိုလိုချင်တာတပုံစီကသတင်းချက်လက်တွေတည်းကျွန်တော်ယူပါတယ်အဲဒီအေအာပြထောက်ကန်သူစီရတဲ့နေယူပါတယ်တထောက်ကန်သူတည်းစသဖြင့်ပေါ့ဒီဒီအားလုံးကမှခြေခံပြီးတော့နေမြေပထောက်ကြီးအခြေအနေတွေကျွန်တော်တေချာလေ့လာပြီးတော့မှသုံးသက်တာပါအခုသူတို့ကျွန်တော်တို့သုံးသက်ယူစလို့ရပြီ အမ်ကြောက်ဖြူကြောက်ဖြူမှာရှိတဲ့မင်းတက်တောင်ကျသွားပြီမင်းတက်တောင်ကာကင်စကန်ကျသွားပြီကျသွားတဲ့အခါကျတော့အဲ့ဒီမင်းတက်တောင်ကိုလည်းစစ်တပ်ကရွေးချင်ချင်ခုခံနေကြခုခံနေတဲ့အင်အားလည်းကြီးလာလေဗျာကြုံကြသေးရတော့ဆိုလို့ရှိရင်အင်အားလေးက20လောက်နဲ့ခုခံလာအဲ့တော့တပုံကမင်းတက်တောင်လည်းလေးပဲရသွားတယ်မင်းတက်တောင်ရသွားပြီဆိုတဲ့အခါကျတော့အရောင်အနေရကြီးသွားပြီမင်းတက်တောင်ရပြီဟဲ့ဆိုလို့ရှိရင်မင်းတက်တောင်ကဆင်းလာပြီဟဲ့ဆိုရင်ရှေ့မှာဆက်တိုးလာမယ်ဆိုရင်ရက်တရင်32ကိုရအောင် နော်ရတရင်32ကိုရောက်ပြီဟဲ့ဆိုလို့ရှိရင်ရတရင်32ကဟာတနည်းအားဖြင့်ကြောက်ဖြူမျိုးရဲ့ခံတက်လို့ပြောလို့ရတယ်အဲ့ရတရင်32ဒါကြာလို့ရှိရင်တော့ကြောက်ဖြူမျိုးကဘယ်လိုခေါ်မလဲဆိုရှင်ရပြီလို့တော့ပြောရင်မမှားဘူးမကြောက်လို့ဆိုရှင်နော်မင်းတက်တောင်ကကျွန်တော်တို့ရတရင်32ရဲ့အသက်လို့ပြောလို့ရတာပေါ့အဲ့မင်းတက်တောင်ကြာတော့အခုရတရင်32ကိုအရာတိုက်နေတယ်ကဲရတရင်32ဒါရပြီဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က ဒီကျွန်တော်တို့ဒီကြောက်ဖြူမြို့နယ်အရင်မလန်းတော့မလန်းတဲ့အတွက်ကြောင့်အဲ့ကနေလက်နဲ့ကြီးနဲ့လှမ်းပစ်နေတော့မှပဲအထဲမှာရှိနေခါလာရဟိုကမှ5 53ခန့်ပေါ့သူစားအခါလာရအိုက်မတက်သုံးခုရှိတယ်ကျွန်တော်ကဏ္ဍကိန်းကဏ္ဍအဖြစ်နေတဲ့တွေ့နိုင်တယ်နော်အဲ့တော့အဲ့တော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တော်လေးတွေကိုရေးကြီးတဲ့အခြေအနေကိုရောက်နေတယ်ပေါ့အဲ့တော့မနေ့တနေ့လောက်ကသူတို့ဘက်ကအင်အား ပြုံးပုံရဆိုရှင်အင်အား300လောက်ဆင်းသွားတယ်ကျွန်တော်ကြားသိရတာပေါ့ဗျာနော်အင်အား300လောက်ဆင်းလာတယ်အဲ့တော့အင်အား300လောက်ကကိုယ့်ဘက်ကအင်အားမမျှတဲ့အတွက်ကြောင့်မို့လို့မြင်အောင်မပြည့်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ခုခံတိုက်ခိုက်မှုတွေကြီးတဲ့အခါပြည်သူစစ်တွေများတယ်လို့ကြားသိရတယ်နော်အဲ့တော့တမင်တကာကိုပဲအဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲကမအေးအေးစပွင့်စီစဉ်နေတဲ့ပွဲလားဆိုတော့ကျွန်တော်စဉ်းစားနေပါတယ်မအေးဝင်းများစီစဉ်နေရလားမသိဘူး စီစဉ်ပုံတော့တော့ကျန်းနေဗျာနော်အဲ့နောက်ပတ်သက်ကျွန်တော်ပြောမှာပါကျွန်တော်နည်းနည်းတီးခံနေတာပဲရှိတယ်အဲ့တော့ကြောက်ပြဲသွားပြီလေအာကျွန်တော်တို့ကဒီပေါ့နော်တိုက်ပွဲဝင်နေတဲ့စစ်တီတဲ့ကိုစားကျွန်တော်တို့ကပြောပြရမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ခုဘယ်လိုလုပ်မလဲဒီတိုင်းဆက်ထားလို့ရှိရင်တော့ကိုဘကလည်းထိခိုက်တာကြီးများနေပြီဒဏ်ရာရတာကြီးများနေပြီ ဒါပေမဲ့လည်းစစ်တီတွေကိုကျွန်တော်လေးစားတာတခုပါလဲဆိုရေချွန်ချွန်နော်သူတို့ရှိတဲ့အားနဲ့ငါမသိငါစခန်းမကြစရာဆိုတဲ့စိတ်တည်းနဲ့တိုက်ပွဲဝင်နေတာဟာဆိုရင်ကျွန်တော်အန်အော်ဖို့အသိကိုကောင်းပါလေနော်ကျွန်တော်တို့ဒီအခုချိန်မှာကျွန်တော်ဆုံရှုံနေရတာတွေကတကယ်စစ်တီကောင်းတဲ့ဆုံရှုံဆုံရှုံနေရတယ်မကောင်းတဲ့စစ်တီကလစ်ကုန်ပြီနော်အခုတကယ်တမ်းဒီမောင်မောင်များနော်ဟိုစစ်တပ်ကဆုံရှုံနေတာစစ်တီကောင်းတဲ့ဆုံရှုံနေရဖြစ်တယ်တတ္တိကောင်းတဲ့သူတွေဆုံရှုံနေတာဖြစ်တယ်အဲ့တော့ ပြီးတော့လေခင်ဗျားတို့ရဲ့ဒီမအေးအေးဝင်းပေါ့ဗျာနော်ဥမဲအွန်လိုင်းဥမဲအွန်လိုင်းကျွန်တော်ဒီခါဒီခါမှာတော့ကျွန်တော်မအေးအေးဝင်းဝင်းလို့ပဲနာမည်ပေးချင်တော့လေဘာကြောင့်ဆိုတော့သူကစီမံခန့်ခွဲနေတာလေသူကလွယ်ပြီးကျန်တဲ့သူဘူးမှစီမံမမရအောင်အဲ့တော့မအေးအေးဝင်းအေးအေးဝင်းကိုယ်တိုင်စီမံခန့်ခွဲနေတော့နေရာဖြစ်တယ်အဲ့ဒါကြောင့်မလို့အေးအေးအားအတင်းရဲတယ်အတင်းရဲလာပြီးတော့အခုဆိုရင်ကြောက်ပြူအခြေအနေလုံးဝလုံးဝအဲခက်ခဲတဲ့မှာရှိနေရလို့ကျွန်တော်ပြောလို့ရပြီเนาะ တော့မအေးအေးဝင်းစီစဉ်နေဆိုလို့ရှိရင်မအေးဝင်းကအောက်ကိုမတိတယ်မတိလေရောတလားပေါ့နော်တိပါမြင်ပါတခုခုလုတ်ဖို့လိုပါပြီစင်အောင်လည်းတည်တည်ချာချာပေးဖို့လိုပါပြီအခုလိုမျိုးပြည်သူစစ်မနေ့တနေ့ရမှသင်တန်းဆင်းလာပြည်သူစစ်လေးတွေတိုက်ခိုင်းနေတာဟာဆိုရင်မကောင်းပါဘူးနော်အဲ့လိုမျိုးကျွန်တော်တို့တဘုံဘက်ကနေအကုန်လုံးတိကြားတိနေရပြီမမတဘုံဘက်ကဆိုလို့လွဲနေလို့မပြောနဲ့နော်ကျွန်တော်တို့တဘုံဘက်ကသတင်းဆိုသည့်တိုင်အောင်တော့ကျွန်တော်အတီးပြုတ်စစ်စင်စူးစမ်းပြီးတော့ကျွန်တော်သိရတာပါနော် အဲ့တော့အဲကြောက်ပြူချင်းနေဆိုပါတယ်နော်အဲ့လိုအဲ့လိုကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ဘယ်ကိုဆက်သွားမလဲဆိုရင်အာနောက်တနေရာလေးပြောမလို့ဆိုရင်ညောင်ကျိုးဘက်သွားအောင်နော်ပကိုးဘက်သွားရအောင်ပကိုးဘက်မှာဆိုလို့ရှိရင်လည်းအခြေအနေကမအေးအေးဝင်းစီစဉ်နေတယ်လို့ဖြစ်နေတယ်ဘာလို့မအေးအေးဝင်းစီစဉ်နေလို့ဖြစ်နေလဲဆိုတဲ့ခါကျတော့စခန်းကအေးအေးကတိုက်လာတာနော် ဘာမှကျူတင်စီမံဆောင်ရွက်ထားခြင်းမရှိဘူးအေးအေးစတိုက်လာပြကျွန်တော်တို့အားလုံးသိတယ်အေးအေးကပြောလဲပြောတယ်တိုက်လဲတိုက်တယ်နော်အေးအေးကအဲ့လိုဒီဘယ်ခေါမစနေရပြီလူဘာဝလာဆိုလို့ရှိရင် ကိုဘက်ကဒီမအေးအေးဝင်းကိုယ်တိုင်မစီစဉ်ပေးပဲနဲ့ကတော့အေးအေးဒီဒီရောက်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့တော့သုံးသက်တယ်နော်ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်ထဲမှာရှိမယ်ကျွန်တော်တို့အမ် ဒီဘက်ကျောင်းတော့မိုးထီနေကြစခန်းကြီးပေါ့တောင်ပုံကြီးတောင်ပုံကြီးပြီးမိုးထီမိုးထီပြီးတော့လို့ရှိရင်ဂျန်နယ်ဒီနားမှာနားတစ်ချောင်းမှာရှိတဲ့စခန်းလေးတွေပေါ့ဗျာနော်အဲစခန်းလေးတွေအများကြီးရှိတယ်ပေါ့ဒီစခန်းလေးတွေတစ်ခုခုပြီးတစ်ခုကိုအေးအေးကတင်းသွားတာအလွယ်လေးအလှလေးအလှလေးအလှလေးတင်းသွားတယ်အဲ့တော့ဒီလိုမျိုးတိုက်ဖို့အတွက်ကိုအေးအေးကနဲ့နဲ့ချီပြီးတော့ကြိုးစားတယ်နော်နဲ့နဲ့ချီလာပေါင်းများစွာချီပြီးတော့ကြိုးစားတယ်ကိုယ့်ဘက်ကအေးအေးအဲ့လိုမျိုးကြိုးစားမှုဒါပါတော့တောင်ပုံကြီးစခန်းကိုမတိုက်ခင်ကတည်းကအေးအေးဟာ ဒီလမ်းကျောကိုဝင်ဖို့ကတို့စ조사ထားပြီဒီလမ်းကျောကရခိုင်ပြည်နယ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကုန်းနဲ့เนาะတောင်ကုန်းတဲ့ဒီအောက်ရှိပင်ထီကိုရောက်တာပေါက်တဲ့လမ်းဖြစ်တယ်အဲ့လမ်းကျောကဝင်လို့ရတယ်မန်းလန်းတည်တယ်အေအေကတောင်းရနေမန်းလန်းတည်တယ်လာတော့မယ်ဆိုတာလည်းတည်တယ်တည်တည်တန်းအောင်တော့မှာပဲဒီအေအေတွေเนาะရိတ်ခါတွေအရင်ဆုံးစုရမယ်လက်တက်တွေခဲရန်တွေစုရမယ်ဒီလမ်းကျောကလွယ်လွယ်လေးရိတ်ခါပို့လို့မရဘူးเนาะ ်တယ်လေးကြီးကပို့လို့မရဘူးနေ့အဖြစ်ဒီပေါ့ပကိုးဘတ်ချမ်းကပကိုးဘတ်ချမ်းကလည်းရိတ်ခါမဝင်မဲနဲ့ဘလို့မှမရအောင်နော်မင်းတို့ဘက်ကဝင်ဒါလည်းအကန့်သတ်ရှိနိုင်တယ်နော်ပကိုးဘတ်ချမ်းမဝင်မဲနဲ့အဲ့တော့အခုလိုမျိုးအေးအေးကဒီလိုမျိုးထိုးစစ်ကြီးကြီးမားမားဆင်လာနိုင်တယ်ဆိုတာမအေးအေးဝင်းကိုယ်တိုင်မစီစဉ်ပေးပဲနဲ့ရတော့အာဒီအေးအေးဒီတော့ဒီစေးအောင်မြင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ကတစ်ထစ်ချပါတော့နော်သုံးသက်တယ်အဲ့တော့ ဲ့ဒီချိန်မှာကျွန်တော်ကြည့်လိုက်တော့လေတပုံရိတ်ခါစုတဲ့အချိန်မှာလေရိတ်ခါပို့ပေးနေဆိုကိုတက်ကလူတွေပဲပုံစံမျိုးဖြစ်နေတယ်နော်ကိုတက်ကပုံစံမျိုးပဲဖြစ်နေတယ်တပုံကစတိုက်မဆိုအဲ့ချိန်မှာလေကမအေးဝင်ဖြစ်တဲ့နော်ခင်ဗျားတို့ရဲ့အချီအဘပေါ့အဘကတော့စီစဉ်ထားခြင်းမရှိဘူးစီမံထားခြင်းမရှိဘူးတကယ်တကယ်ဝုန်းတိုင်းဖြစ်တော့မှမိုးထီကိုစကန်သွားပြီးစောက်ရတာမိုးထီစကန်ဆိုတာကကိုယ်နဲ့ပြောရရင်စကန်ကောင်းကြီးလို့သာအလုံးထင်နေကြအမှန်တကယ်က ကမိုးရှူရိုးနဲ့ပိုင်းလာလို့အိမ်သာတက်ချင်ကမှပဲအိမ်သာသွားပြေးဆောက်ရတဲ့ပုံစံမျိုးနဲ့မိုးရီစကန်ကြာသွားတာအဲ့တော့ရောက်စစ်တပ်ရဲ့ဒီပေါ့နော်အေးအေးပေါ်မှာနော်ဟိုကိုကကိုဘက်ကတရားရောက်စီစဉ်ပေးနေပြီးတော့ကျွန်တော်ပြောလို့ရတယ်ရိတ်ခါကိုဘက်ကတက်တယ်ကြည်စံဟိုလက်နက်ကိုဘက်ကတက်တယ်ပြီးတော့အေးအေးစတိုင်းဆိုတာတည်တည်နဲ့တောင်ပုံကြီးပေါ့တောင်ပုံကြီးစခန်းကြကြဲကမိုးထီတော်ဆိုအစင်းစင်းပြင်လာမယ်စာနော်အဲ့ဒီမှာမိုးထီကလည်း ဟိုကမိုးရှူရင်သွားပြီးတော့ဟိုဘိုက်နာလို့အင်နာထားသွားဆောက်တဲ့ပုံစံမျိုးဆောက်တာအဲ့ချိန်မှာဆောက်တဲ့ချိန်မှာဗမိုးထီအတိုက်ခံရတာအဲ့တော့မအေးအေးဝင်ရတော့စီစဉ်ပေးနေပါပြီအဲ့လိုမျိုးနဲ့တိုက်လာတိုက်လာတိုက်လာရင်လည်းနောက်ဆုံးပေးတော့ကျွန်တော်ဘယ်ရောက်လာဆိုကြောင်ညောင်ကျိုးကိုရောက်လာနော်ညောင်ကျိုးကိုရောက်လာအချိန်မှာညောင်ကျိုးထက်ဆင်းမယ်ဆိုရင်စင်လန်လေးလာအဲ့ဒီမှာကတော့ကျွန်တော်တို့ဒီတက်တဲ့အားလုံးကနေရာယူထားနိုင်ပါလိမ့်ခု82လို့မရတော့အမညောင်ကျိုးကလည်းအခုဆိုရင် ကာငင်းကုန်းတွေတော်များရတဲ့ညောင်ကျိုးကလူချင်းသိမ့်မဲ့လို့ရပြီ။ရကနေကြမှာပဲမသိမ့်မဲ့နဲ့ထားလိုက်ပြန်တယ်။ဟောမအေးဝင်းလို့ငွေးနေတာ။အခုဆိုရှင်လဲကျွန်တော်တို့မိုးထိမိုးထိရလဲရေးကြီးဆန်းသိမ့်လာပြောရတယ်။သိမ့်ပလိုက်ရင်ရပြီ။မအေးဝင်းထက်စီစဉ်တယ်မသိမ့်နဲ့။အဲ့တော့အေးအေးအလှမွေးတာနော်။ညောင်ကျိုးမှလည်းမွေးတာတယ်။မိုးထိမှလည်းမွေးတာတယ်။တိုက်လို့ရတာနဲ့မတိုက်ပလိုက်ဘူး။ အဲ့တော့ MAA win season ဒီဖြစ်နေပြီเนาะဟုတ်ပြီကျွန်တော်တို့ထပ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီအမ် AR ကိုတွားကြည့်အောင် AR ငတိုင်းကြောင်းမှာเนาะ AR ငတိုင်းကြောင်းဒီကျွန်တော်တို့၃လေးလေးအမြောက်တက်အမြောက်တက်ဆိုလို့ရှိရင်အခုပေါက်ကြရဖြစ်နေပြီဘယ်လိုလူမျိုးနေရပြန်ခန့်ထားလဲဆိုတဲ့ခါကျတော့ AR မှာပတ်တိုင်းမှုဒုတိုင်းမှုပေါ့ဗျာเนาะ AR လောစအကြီးဆုံးမကင်ရဟာကျွန်တော်အတန်းနည်းနည်းလေးပြဆိုင်อืม ။ဒါကျွန်တော်ငါအောက်နဲ့အထက်နဲ့လှမ်းနေရတာမှမအေးဝင်းကိုယ်တိုင်စီစဉ်နေရတာမသိဘူးနော်။ဒါကိုယ်တိုင်သုံးသက်ပါ။ကျွန်တော်ကတော့ဒါအဲခဏလို့ကိုယ်တိုင်စဉ်းစားနိုင်အောင်ကျွန်တော်နေနဲ့ဒါသုံးသက်ပြတာပဲနော်။ခုအေးအော်ဒီမှာငါတိုင်းကြောင်းမှာသုံးလေးလေးအမြောက်တက်ကိုအေးအေးကအရလိုချင်တယ်။လိုချင်တော့လာလာတိုက်နေတာ။အဲ့တော့အေးအော်ဒီသုံးလေးလေးအမြောက်တက်ကလည်းတကယ်တက်ကြီးကိုပြ။အဲ့တော့သူ့အနေနဲ့ကကာကင်းစကန်နေအများကြီးထုတ်ထားတာ။ ကာဂင်းစကိုင်းတော့အဲ့ကာဂင်းစကိုင်းနေရာဆိုတာကွင်းကောင်းတဲ့နေရာမှာတေချာထုတ်ထားတာထုတ်ထားတော့အေးအေးအဲ့နေရာကိုတိုက်တယ်ပိုးဆူပတ်ဆက်ပိုးဆူပတ်ဆက်အေးအေးအကြဆုံးများစွာနေ့စဉ်ပြင်များဆုတ်ပြေးရတယ်အေးအခုပါတဲ့တည်မှုစင်တီလောက်ကပေးဆက်ရတယ်ရှိရဟိုတနေ့ကတည်မှုတယောက်ကြာကျွန်တော်ပြောခဲ့ပြီနော်အဲ့တော့အခုဘလို့ဖြစ်နေဆိုတဲ့ခါကျတော့လုတ်ပုံလုတ်ကွက်တွေကဖျဲသီးဆန်နေတယ်ကလေးစံကအောက်ခြေကပြည်သူအဲ့မှာပူပေါင်းဆောင်ရည်နဲ့ပြည်သူစစ်ကလေးတွေရှိတယ်ပြည်သူစစ်တွေရှိရင်တက်ရှိတယ် ဲ့တော့အဲ့ဒါကိုအဓိကကြီးအောင်ဆိုးတာကဟိုကျွန်တော်ပတိုင်းမှုကဥမစုပင်နဲ့ဥမစီမင်းနဲ့ဒုတိုင်းမှုကဥစီတဲ့အဲ့ဒုတိုင်းမှုရဲ့လုတ်ပုံ၊ဂိုင်ပုံ၊ပြောပုံ၊စိုးပုံနဲ့ဒီစီမံဆောင်ရွက်ပုံတွေဟာနံပါတ်၁ချက်ဖျဲသီးဆန်ခြင်းနံပါတ်၂ချက် အောက်လက်အောင်ငယ်သားကိုစိတ်တကြအောင်လုပ်ခြင်းအဲ့တော့ဒုတိုင်းမှုဆိုနေတဲ့အရေးတော့မဟုတ်ဘူးအခွေအစင်တော့မဟုတ်တော့ကျွန်တော်ထင်တာကျွန်တော်ဘာလဲကျွန်တော်စစ်တပ်အပြင်ဆိုကျွန်တော်သိမှာမဟုတ်ဘူးအဲ့တော့ အဲ့ဒီမှာရှိတယ်တရင်မှုတို့နော်ဟိုစသဖြင့်ပေါ့ကွာယာတို့ကြီးကြီးမားမားတွေကိုယ်တိုင်နေတော့မှာပဲအခုပြဿနာဆနေတယ်ပြဿနာဆနေပြီဆိုတဲ့အခါကျတော့ပြုတ်ဆပြင်းအောင်ဖြစ်နေနော်ပြုတ်ဆပြင်းအောင်ဖြစ်နေပြီအဲ့တော့ဘာတွေဖြစ်တင်းကျက်လဲဆိုတဲ့အခါကျတော့ခမားတို့ကနော်ကိုယ့်အိမ်မှာကိုယ့်အိမ်မှာမိုးအမိုးအကာအောက်မှာအမိုးအကာအောက်ကလေးမှာပေါ့ဗျာနော်ကောင်းကောင်း TV ရေးထိုင်ကြည့် KTV မှာသချင်းလေးဆိုပြီးတော့ စည်းစိမ်ရင်မှုနဲ့အချိန်မှာရှေ့တန်းမှာတိုက်နေတဲ့ကာကင်းတို့ဘာမှရှေ့တန်းမှာတိုက်နေရတဲ့စစ်သည်တွေကအနေဆုံးတော့ဗျာသွေးပူအောင်တော့အရက်ကလေးတော့ပါပြတောက်ချင်ပါဘောဗျာဟုတ်တယ်မလားရှေ့တန်းလူများမျိုးကဘယ်သူမှလည်းမူးယူးတော့တောက်လို့မရအောင်အဲ့လောက်ထိလည်းမပေါ်နေဘူးပစံနေအဲ့လောက်ထိလည်းအရက်ကဝယ်လို့မရအောင်လုံတလောက်ဝယ်လို့မရအောင်လုံးဝအရက်မတောက်ရဘူးနော်အလုံးကဟိုရန်သူကိုမြင်သူစောင့်မပြစ်မချင်းကိုကမပြစ်ရဘူးပြီးတော့ ဆက်ဆံပုံကလည်းအကုန်လုံးကိုဆဲဆိုတောင်းညံပြီးဆဲဆိုနေတာနော်အရာရှိတွေကအစဟိုစိတ်ပြတ်နေတာအဲ့တော့အဲ့ဒီမှာဗန္ဓစု꿰သွားဆိုတော့၃စုလောက်꿰သွားပြည်သူစစ်ကတစုဖြစ်သွားစစ်တပ်ကတစုဖြစ်သွားအရာရှိများကတစုဖြစ်သွားအဲ့တော့ဒုတိုင်းမှုကတစုဖြစ်သွားအဲ့တော့ဒီဒုတိုင်းမှုရဲ့ဒုတိုင်းမှုကိုအားလုံးကမကြင်မနှက်တဲ့ခါကျတော့ဟာဒီလိုလုပ်လို့ရှိရင်ငေါ့စကန်ကြာမှာပေါ့မကြကြအောင်ပဲလုပ်နေရလားအဲ့တော့အားလုံးကထင်တာဒါဖျက်သီးဆန်တာပဲနော် မကြကြအောင်တို့ဒီမင်းကလုံနေတဲ့ပုံစံမျိုးများဖြစ်နေလားဆိုပြီးတော့အတန်တရားတွေရှိလာကြတာအဲ့တော့အခုတော်တော်လေးပေါ့ဟိုအခက်ခဲတွေရှိနေပြီအဲ့တော့ဒုတိုင်းမျိုးကျွန်တော်ဆက်လက်ပြီးစုံစမ်းကြည့်တာပေါ့စုံစမ်းကြည့်ရတူတူဘလို့လူစားမျိုးတွေပေါ့ကျွန်တော်ကျွန်တော်ဆက်လက်စုံစမ်းကြည့်ပါလားစုံစမ်းကြည့်တဲ့အခါကျတော့မင်းဒီအတားခံရတော့ဒုတိုင်းမျိုးဖြစ်နေတယ်ဒါကြားသေးတော့ကျွန်တော်တပြူကိုကြိုးစားအောင်ပါပါနော်ဆိုတော့ကျင်နာကအေးအေးကိုရိတ်ခါပို့တဲ့ထဲမှာဒင်းရရှင်းသွားပါနေခဲ့ဘူးလေဒါကတော့ကျွန်တော်ဆက်လက်ပြီးလေ့လာအောင်ပါခေါ့နော် လည်းလည်းရေပြူရအဖြစ်သုံးသပ်လို့ရတာရေခါပုတ်ပြီးမင်းဒီတာကအဲ့မင်းဒီအဖြတ်ခံဖို့အတွက်ဒီမှာပြောင်းခန့်တာလားအဲ့တော့ဒီမှာပြန်ခန့်လို့ရဖို့ဆိုလို့ရှိရင်ဟိုမအေးဝင်းစီစဉ်နေမှရမှာကျန်တဲ့သူအစီအစဉ်လို့ရမှာမဟုတ်အဲ့တော့ကိုတက်ကမကြဘူးတမင်တကာကိုအကြခံထားတဲ့ပုံစံမျိုးတွေဖြစ်နေမအေးဝင်းတို့သတိထားရမယ်နော်ကျွန်တော်ဟုတ်မဟုတ်ဆိုတာကျွန်တော်လေ့လာနေပြီနော်ကျောရှာခွေစူးစမ်းပေါ်ထုတ်နေပါလေအဲ့တော့ နာကျွန်တော်သုံးသပ်သုံးသပ်ပြနေတာပါနော်အဲ့တော့ဒီ ARV မှာဆိုလို့ရှိရင်စကန်နေနောက်ဆုံးတဲ့ပုံစံကအရက်သားတွေကဥမာဖြစ်ကျွန်တော်တို့စစ်ပေးရှောင်တယ်ဆိုလို့ရှိရင်တက်တက်လက်ရှောင်ကြရမှာလားအေးစစ်တက်စကန်ဆုတ်တာအရက်သားတွေပို့ပြီးတော့မြန်တယ်အရက်သားတွေပို့ပြီးမြန်တယ်အရက်သားတွေအောင်မဆော့သေးတင်းတော့ပြောက်တယ်အဲ့ပုံစံနဲ့ဒီကျွန်တော်တောင်ပိုင်းနေပြီးတာတို့အဲ့တဲ့ channel မှာအရင်ပြီးခဲ့တစ်ခေါက်ဖြစ်သွားအဲ့လိုအဲ့ပုံစံမျိုးဖြစ်ခဲ့တာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ 言语就形容的了呢，那、嗯、好，言语就形容的比，嗯，哦，在哪里呢？Okay.